မင်းနေတဲ့တတ္တဝါတို့အတွက်အပေပုံဟာအမြဲနေရနေတယ်။မင်းနေတဲ့လူကိုပြောတာမမေ့တဲ့လူမပါဘူးနော်။အဲ့လိုဆိုရင်မင်းနေတဲ့လူအတွက်အပေပုံဟာအမြဲနေရအိမ်ဆိုတဲ့စကားလေးကိုလည်းတဘာဝကြကြနော်နားလည်နိုင်ဖို့လက်ခံနိုင်ဖို့လိုတယ်။ဘာဖြစ်လို့မင်းနေတဲ့လူအတွက်အပေပုံဟာအမြဲနေရအိမ်လို့ပြောရသလဲ။သူပြောလိုက်တိုင်းဦးဇင်းတို့ကနားမလည်ဘဲနဲ့ဘူးဘွားတာလက်ခံရမယ်လို့မဆိုလို့ဟုတ်လား။ ဆိုကြပါစို့သတိမရှိဘဲနဲ့ခပ်ပေါ်ပေါ်နေမယ်ဆိုရင်အဲ့ဒီအနေအထားမျိုးမှာဘာတွေပဲဖြစ်နေမလဲစိတ်ထဲမှာလောဘဒေါသမောဟပဲဖြစ်မှာနော်သတိမရှိဘူးဆိုရင်တွေ့ကြုံနေရတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဒီတဘာဝနဲ့ပတ်သက်ပြီးတော့အမှန်ကန်သိမှုရှိမလားအဲ့ဒါကိုဘာလို့ခေါ်တော့မောဟဟုတ်တယ်မို့လားမြင်တော့မြင်နေရတယ်တရားရဲ့တဘာဝကိုမသိကြားတော့ကြားနေရတယ်ဟုတ်လားဒါရဲ့အမှန်ကိုမသိဘူးမတီးမြဲမှုဆိုတဲ့အမှန်ကိုသိတဲ့ပညာကပါမလာဘူး ဟုတ်လားမြင်လဲရတဲ့ကြားလဲရတဲ့စားတော်ရတဲ့တွေ့ရထီရတဲ့ဟုတ်လားဒါရဲ့အမှန်ကိုသိမှုမပါဘူးဘာတွေနဲ့သွားနေတော့မြင်နိုင်ကြားနိုင်ဥစဉ်တော့ဘာနဲ့သွားနေတော့ကောင်းတယ်တင်ရင်ကြိုင်မယ်မကောင်းဘူးတင်ရင်ဒေါသဖြစ်ဒီအခြေအနေမှန်ရဲ့သဘောတဘာဝကိုမသိတာကမောဟမသိတဲ့အတွက်ကြောင့်ကောင်းတယ်ထင်ပြီးတော့လိုချင်တာကလောဘဟုတ်တယ်မဟုတ်လားမကောင်းဘူးထင်တဲ့အခါမျိုးမှာစိတ်တူတာကဒေါသနော်လောဘနဲ့ဒေါသကတော့ရံဖန်ရံခါမပဲဖြစ်တယ် မောဟကတော့အင်းရှင်လုံးကိုပဲအမြဲတမ်းတတ်ဆွဲနေဟုတ်ဘူးလို့တော့တတိမရှိဘူးဟုတ်လားမိမိရော့ရော့နေလို့ရှိရင်မောဟအမြဲတမ်းရှိမောဟရှိနေတာနဲ့အမြမောဟကတကားပေါက်ကြီးဖွင့်ပေးထားတယ်လောဘနဲ့ဒေါသမင်းတို့ကြိုက်တဲ့အချိန်မှာဝင်ခဲ့ကောင်းတယ်ထင်တဲ့အချိန်နဲ့လောဘကဝင်ချလာမယ်မကောင်းဘူးထင်တဲ့အချိန်နဲ့မှဒေါသဝင်ချလာအဲ့လိုဆိုရင်ဦးဇင်းတို့တတိမရှိပဲနဲ့နေတဲ့အချိန်တိုင်းအချိန်တိုင်းမှာလောဘဒေါသမောဟနဲ့နေရဆိုတာအရင်မှမထင်ရှားဘူးလားလောဘဒေါသကတော့ရံဖန်ရံခါမှဟုတ်လား မောဟကတော့အမြဲတမ်းလိုလိုရှိအဲ့လိုဆိုရင်ပိတ္တတို့ရဲ့ခေါင်းထဲမှာလည်းပဲလောဘဒေါသမောဟထိုးတဲ့မျိုးစေ့ဟာဘလို့အပင်ကိုပေါက်စီမလဲဆိုတဲ့ခွဲတန်းကလေးကပိတ္တတို့နားလည်ထားပြီသားလောဘနဲ့တည်ဘာပြေလို့ကြားဘူးပြိတ္တာပြေငငယ်လေးကစားကြားဘူးနော်ဒေါသနဲ့တည်ငရဲပြေမောဟနဲ့တည်အိဆံပြေဒါလေးကိုလည်းတဘာဝကြားကြားလက်ခံနိုင်ဖို့လိုသေးတယ်ဆိုကြပါစို့ လောဘဆိုတာဘယ်လိုသဘောရှိတော့လောဘဆိုတာစားလောင်မှုတ်သိတဲ့သဘောရှိတယ်အာယုံကိုစားတာသမင်းစားသလိုရေးစားသလိုစားတာတစ်ခါတည်းလေဟုတ်တယ်ဒါကြောင့်ပိပာတဆိုတဲ့စကားလုံးနဲ့လည်းမြတ်စွာဘုရားလောဘကိုပုံဖော်ဟောတာရှိတယ်ပိပာတဆိုတာစားလောင်မှုတ်သိခြင်းကိုရီးယားကလေးဗာလေးမြတ်ကြည်ကလေးမိမြန်ပြတ်သွားတယ်ဆိုဘလောက်စားတော့ဒုက္ခကိုအကြီးကျယ်ရောက်ဟုတ်လားစားတာနော်မကြားရမနေနိုင်မကြည့်ရမနေနိုင်စားတာ လောဘဆိုတာဘယ်လိုသဘောရှိလဲစားတဲ့သဘောရှိဒါနဲ့ရင်ပြိတ္တာဆိုတာကောဘယ်လိုဘဝမျိုးလဲစားနေတဲ့ဘဝပဲလေဟုတ်တယ်မို့လားစားလောင်မှုသိနေတဲ့ဘဝပဲလေပြိတ္တာဆိုတာစားနေတဲ့သဘောကစားနေတဲ့ဘဝကိုဖန်တီးတာဘာစမ်းကြဲတယ်လို့ဆိုနိုင်တယ်လဲဟောတဘာဝကြာကြာအဲ့လိုတွေးရမှာနော်ဟုတ်လားအဲ့ဒါလို့ဆိုရင်ဆက်ပြီးတော့စဉ်းစားဒေါသဆိုတာအလွန်မှပူလောင်တဲ့သဘောရှိတယ်မျက်နာတွေဘာတွေတန်းပြက် တချို့ဆိုရင်ဇောသာတိတ်ကြီးလိုင်းရဇောသာတက်တေတုံချွေးတိချွေးပေါက်တေထွက်ဟုတ်လားသူတို့တို့နှလုံးတို့မြန်ရှိရင်ရုပ်တရက်တချို့အသက်ပါထွက်တော်တောင်ရှိအရင်နှိမ့်ဆက်တဲ့ဒံရဒံချက်ကပြင်းထန်ပူလောင်လုံးအားကြီးလို့ဒေါသပါအဲ့တော့ပူလောင်တဲ့ဒေါသတည်ဘလို့ဘွားမရုပ်ကိုဖန်တီးမလဲပူလောင်တဲ့ငရဲဘွားကိုဖန်တီးမငရဲဘွားပူဆုံးမယ်ဟောအဲ့လိုဆိုရင်ပေးတဲ့တို့ကရိပ်မိပြီဘာမှမသိတဲ့မောဟတည်ဘာမှမသိတဲ့တိရိစ္ဆာန်ဘွားကိုဖန်တီးတယ်ဘလို့တဘာဝကြဟုတ်လား ဒါကြောင့်အပ္ပမာဒနဲ့မနေနိုင်သမျှကလပ်ပလုံးဟုတ်လားပမာဒဆိုတဲ့မိလျော်မှုလွှမ်းမှုပြီးတော့နေသမျှကလပ်ပလုံးလောဘဒေါသမောဟနဲ့ချင်းကုန်ပဲလောဘဒေါသမောဟသည်ဘာပင်ကိုပေါက်စီမဲ့မျိုးစေးတယ်အပေပုံဆိုတဲ့အပင်ကိုပေါက်စီမဲ့မျိုးစေးဒါကြောင့်ဓမ္မဒတကရာဆရာကြီးကပြောတာပေါ့နော်မိနေရင်တော့အဲ့ဒီလူအတွက်အပေပုံဟာအမြဲနေရအိမ်မယ်အချိန်တန်ရင်အိမ်ပြန်ရမယ်ဆိုတဲ့စကားတခုရှိရဲ့နော် ချိန်တန်ရင်ကိုပြန်ရမယ့်အိမ်ဟာဘလို့အိမ်လဲဆိုတာကိုတွေးကြည့်ဖို့လိုမယ်။ဘုဇုပေါ်မှာမူတည်မတော့ကိုပေါ်မှာမူတည်မနော်ကိုကမိမိရောနေမယ်ဆိုတော့ကိုပြန်ရမယ့်အိမ်ဟာအပေပုံမယ်။မိမိရောရောမနေဘူးသတိလေးနဲ့နေမယ်တကယ်ကိုကယူဆိုင်ပြီးတော့နေမယ်ဆိုရင်တော့ကိုပြန်ရမယ့်အိမ်ဟာအပေပုံမဟုတ်ဟုတ်လား။ဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့ကိုပြောချင်တာကအကုသို့အကြီးကြီးတွေကိုလုံနေမှဆင်းရဲဒုက္ခအကြီးကြီးတွေဖြစ်အောင်လုပ်ရရောက်တဲ့အတွက်ကြောင့်ကိုဟာကိုယ်ရံသူဖြစ်သေးတာမဟုတ်သေးဘူး။ မိမိရော့ရော့ပေါ်ပေါ်ဆဆနေမယ်ဆိုရင်လည်းပဲအနာဂတ်ကိုအယုတ်ဆိုးအကြီးတက်အောင်ကျွတ်တင်းပြီးတော့လုံနေတာ ဖြစ်တဲ့အတွက်ကြောင့်ကိုဟာကိုရန်သူဖြစ်နေစေပဲအဲ့ဒါကိုတွေးမိသေးတယ်